လက်ရှိချိန်မှာသတင်းကြွမှာလူကြီးတွေကရောကျင်တဲ့လူတွေတက်ကိုအကောင်းဆုံးဖြည့်ဆွတ်စာလေးနဲ့မိတ်ဆွတ်ပြီးမှဖြစ်ပါတယ်။အကောင်းဆုံးဖြည့်ဆွတ်စာဆိုတာဒီကောင်စီးကျူသမားကိုတောက်လို့ရတယ်၊တိတိုးသမားလည်းတောက်လို့ရတယ်။ဒီတိုင်းရိုးရိုးတာမန်လူတွေလည်းတောက်လို့ရတယ်။အဲ့လိုမျိုးတော့ဖြည့်ဆွတ်စာဒီကောင်တွင်ဗီနီလာရတာဗီနီလာရတာရှိတယ်၊ချောကလက်ရတာရှိတယ်။အဲတော့ဘာသံတစ်မျိုးလဲလား၊စတော်ဘယ်ရီလဲလားလဲ။ဘာသံနဲ့စတော်ဘယ်ရီကလုံးဝပြတ်သွားပြီ။ဘူးတော့ကြောက်ရောက်တာဘာသံနဲ့စတော်ဘယ်ရီပြတ်သွားပြီ။ပြတ်သွားပြီဒီချောကလက်လည်းချောကလက်လည်းရေတော့နည်းနည်းပဲကျန်တော့ဗီနီလာလည်းရေတော့နည်းနည်းပဲကျန်တော့နော်။လိုအပ်မြဲမြဲလေးလာဝတ်ထားရအောင်နော်။ဒီကောင်ကြောက်ဖြည့်ဆွတ်စာထဲမှာ စီးကျူသမားပါတောက်ပြီးတော့ဈေးလည်းအသင့်အသင့်ဈေးဆိုလေဒီကောင်တို့တော့ဘု4000ပဲရှိတယ်နော်တခြားဖြည့်ဆက်စာရင်နဲ့ရှင်တော့ဈေးက1000လောက်กว่าတယ်ဒါပေမဲ့ quality ကဟိုကောင်တွေကိုဟိုကောင်တွေဟိုကောင်တွေနဲ့30ရာခိုင်နှုန်းလောက်တော့ဒီကောင်ပိုပါတယ်30ရာခိုင်နှုန်းလောက်ပိုပါဒီကောင်ကဘာပါလဲဆို energy ရော protein ရော carbon hydrate ပါတယ်ပြီးတော့ dietary fiber ပါတယ်ပြီး energy ပါတယ်နောက်ပြီး saturated ပါတယ် protein ပါတယ်နော်ပြီးတော့ဗီတာမင် C ရနေပြီးတော့ဗီတာမင်အစုံလည်းပါတယ်ပိုတက်ဆီယမ်ပါတယ်ကယ်လ်ဆီယမ်ပါတယ်ပြီးတော့ဇင့်ပါတယ် နော်စီရီလီယန်ပါဒီအရှိပါပါဒီအရှိကြောင့်အုံနောက်ဖွံ့ဖြိုးမှုအတွက်ပေါ့ပြီးတော့အခုအတက်နဲ့ကြီးလာပြီမှာတချို့ယာယီကြိုင်တချို့မေးမေးဝါကြကြတယ်အဲ့လိုမေးဝါရလူအတွက်ကိုလည်းလုံးဝမမေးဝအောင်ဒီကောင်တနေ့ကိုဒီကောင်ဟိုပါပေါ့လက်ဟိုပါပေါ့ထမင်းစားတဲ့ဇွန်ကြီးနဲ့နှစ်ဆုံးနော်တနေ့ကိုသုံးညင်လောက်တောက်လိုက်ဒီအရှိပါပြီးတဲ့ပုံမှာကောင်းကောင်းမှတ်မိနေမယ်နော်လွန်ခဲ့တဲ့နှစ်40လောက်ရင်အချက်အိုးကမှတ်မိသွားလိမ့်မယ်အဲ့လောက်ဒီကောင်လား